Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီအပတ်မှာတော့မွန်လာဥနီကြောင့်အာရတံမောကနေစာလုံးတနေ့တာစာသုံးသင်းတဲ့ပမာဏမွန်လာဥနီစာသုံးသင်းတဲ့အခြေအနေတွေပြီးတော့ဘေးရက်ဆိုကြတွေကြောင်းဆိုပြီးတော့တပုတ်ထဲနဲ့အပြည့်စုံသိရှိစေဖို့အကုန်ပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်၈ချက်နဲ့ကျွန်တော်တို့မော်လာဦးနီရဲ့လက်စာတစ်လုံးဓမ္မမော်မော်လာဦးနီအသေးရှစ်လုံးကနေ၄လုံးခန့်ရှိတဲ့ တရားဂရန်ရဲ့အာရတမိုတွေကြောင့်ကိုကျွန်တော်တို့အရင်ကြည့်လိုက်ကြရအောင်စွမ်းရည်နေနေဆိုလို့ရှိရင်တော့41ကီလိုကယ်လိုရီရှိမှာပဲဖြစ်ပါတယ်တနည်းတော့လိုအပ်ချက်နေနေကတော့200ရာခိုင်နှုန်းရရှိမှာပဲဖြစ်ပါတယ်ကာဗွန်ဟိုက်ဒရိတ်ကတော့9ဒရမ6ဂရမ်ဖြစ်ပါတယ်တနည်းတော့လိုအပ်ချက်ရဲ့300ရာခိုင်နှုန်းဖြစ်ပါတယ်အမြင့်တက်ကတော့1ဒရမ8ဂရမ်ဖြစ်ပါတယ်တနည်းတော့လိုအပ်ချက်ရဲ့17ရာခိုင်နှုန်းဖြစ်ပါတယ်တကြားတက်ကတော့၄ဒရမ9ဂရမ်ပါရှိမှာပဲဖြစ်ပါတယ်ပရိုတင်းကတော့၃ဒရမ9ဂရမ်ဖြစ်ပါတယ် ။ဒီနေ့တော့လောချက်ရဲ့နှစ်ရာခိုင်နှုန်းဖြစ်ပါတယ်။အစီတက်ကတော့၃ညတရမ2ဂရမ်ဖြစ်ပါတယ်။ဗီတာမင် A ကတော့635မိုက်ခရိုဂရမ်ဖြစ်ပါတယ်။ဗီတာကတော့ညံ့ညံ့ညံ့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့တော့လောချက်ရဲ့93ရာခိုင်နှုန်းထိပါရှိမှာပဲဖြစ်ပါတယ်။ဗီတာမင် K ကတော့73ဒရမ2မိုက်ခရိုဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့17ရာခိုင်နှုန်းဖြစ်ပါတယ်။ဗီတာမင် C ကတော့9ဒရမ6မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့9ရာခိုင်နှုန်းဖြစ်ပါတယ်။ ပိုတက်ဆီယမ်ကတော့320မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့900ခန့်နှုန်းဖြစ်ပါတယ်။ကယ်ဆီယမ်33မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့300ခန့်နှုန်းဖြစ်ပါတယ်။တန်တက်3ညတရမ3မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့200ခန့်နှုန်းပါရှိမှာပဲဖြစ်ပါတယ်။မဂနီဆီယမ်7မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့300ခန့်နှုန်းဖြစ်ပါတယ်။ False Break 35မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့900ခန့်နှုန်းဖြစ်ပါတယ်။ Folate 16မိုက်ခရိုဂရမ်ဖြစ်ပါတယ်။ ဒီနေ့တော့လိုအပ်ချက်ရဲ့900ရာခိုင်နှုန်းဖြစ်ပါတယ်။ဗီတာမင် E ကတော့၃ညကြာမှ66 mg ပါရှိမှာပဲဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့400ရာခိုင်နှုန်းအထိပါရှိမှာပဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့အာဟာရတမိုးတွေအကြောင်းကိုသိပြီးဆိုလို့ရှိရင်နမနဲ့အချက်နဲ့ဒီနေ့ဒါစားသုံးတဲ့ပမာဏကိုအရင်ကြည့်လိုက်ကြရအောင်။ကျွန်တော်တို့တနည်းလင်းရင်ပေါ့နော်ဒီအလက်စားမောင်လာဦးနေတစ်လုံးကနေနှလုံးပြောရရင်100ဂရမ်ကနေ200ဂရမ်ခန့ စားသုံးပေးတင်ပါတယ်အဲ့ထက်လွန်ပြီးတော့မစားပေးတင်ပါဘူးကျွန်တော်တို့ဒီ100ဂရမ်နဲ့200ဂရမ်ခန့်စားသုံးခြင်းဟာကျမရဲ့ညံ့ညွတ်တဲ့ပမာဏလေးဖြစ်ပါတယ်။ကလေးတွေအနေနဲ့ဆိုလို့ရှင်เนาะအသက်ရွယ်ပေါ်မူတည်ပြီးတော့အရွယ်ရောက်ပြီးသူတွေကြံပြူထားတဲ့ပမာဏရဲ့ထဝက်ခန့်ကိုသာကလေးတွေစားသုံးတင်ပါတယ်။ကျွန်တော်တို့ပြောရရင်เนาะမုံလာဦးနီတလုံးရဲ့တဝက်ဖြစ်ပါတယ်။အဲ့လောက်စားသုံးမယ်ဆိုလို့ရှင်เนาะကလေးတွေရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ဒီလုံလုံလောက်လောက်ဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။ တခုတည်ထားပါမယ်ကျွန်တော်တို့အကောင်းဆုံးပမာဏကိုရရှိဖို့အတွက်ဆိုလို့ရှိရင်တော့ဥတအူးချင်းစီရဲ့အချမရေးလိုအပ်ချက်တွေနဲ့အချင်းတွေပေါ်မှာမူတည်ပြီးတော့ပမာဏအနည်းများတော့ဝေဖန်သွားနိုင်ပါတယ်မွန်လာဦးနီကိုပမာဏများများစားသုံးမယ်ဆိုလို့ရှိရင်ဘေးထွေဆိုးရိုးတချို့နဲ့ဇီဝရည်ညံတက်ပြုတ်နိုင်မှုကြောင့်ကိုကျွန်တော်တို့စက်ကြည့်အောင်စိကြောယောဂါအတွက်ကုသရေးဇီဝရည်ဖြစ်ပါတယ်ပြောရရင်စိကြောကြာစေတွေဖြစ်ပါတယ် တပြုံမှုအစဉ်အနေနဲ့ကတော့အလေလက်စင်မှာပဲရှိပါတယ်။ပေါင်းဆက်စားတော်မှုပေါင်းဆက်တောက်တော်မှုကိုတရီထားပါမယ်။မောင်လာဦးနေရာကျွန်တော်တို့သွေးရင်းကြားတက်ကိုလျှော့ချစေနိုင်တယ်။အလိုပဲမဖော်မလုံစီတို့ကြားစေတွေရာလည်းသွေးရင်းကြားတက်ကိုလျှော့ချစေဖို့အသုံးပြုတာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့် မောင်လာဦးနေကိုကျွန်တော်တို့အစိမ်းစားတာပဲဖြစ်ဖြစ်မောင်လာဦးနေကိုအရင်နဲ့ဖြိုရီတော့တောက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီစီကျုံစည်းရင်နဲ့တွဲဖက်တောက်သုံးမိမယ်စားသုံးမိမယ်ဆိုလို့ရှင်နော်တွေ့ရင်ကြားတဲ့အလွန်မင်းကြားစင်သွားစင်နေတဲ့ကိုလည်းတတိပြုရပါမယ်အဲ့ဒီတွေ့ကြောင့်မို့ကျွန်တော်ဒီတွေ့ရင်ကြားတဲ့ကိုမကြခဏစစ်ဆေးပါပြီးတော့ဒီမောင်လာဦးနေနဲ့ဒီစီကျုံစည်းတွေကိုအချိန်ချားပြီးမှတောက်သုံးဖို့မမေ့ပါနဲ့နောက်တစ်ချက်ကတော့ wall frame လို့တွေ့ကြည့်စေးတွေပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီမော်လာဥနီမှာဗီတာမင် K ပါဝင်လို့မို့ပေါ့နော်ဒီဝါဖရင်လို့သွေးကြေးဆေးတွေနဲ့တပြုတ်နိုင်ခြင်းဖြစ်စေနိုင်ပါတယ်ပေါ့နော်တကယ်လို့အဲ့လိုသွေးကြေးဆေးတွေတောက်သုံးနေတဲ့သူဆိုလို့ရှိရင်နော်မော်လာဥနီစားသုံးတဲ့အခါမှာတတိထားပြီးစားသုံးမှာနောက်ချက်ကတော့ကျွန်တော်တို့ဒီအချိန်ချားပြီးမှဒီဆေးဝါးတွေနဲ့ခက်ခွာခွာပေါ့နော်ထားပြီးမှတောက်သုံးတာစားသုံးတာကတော့အကောင်းဆုံးပဲဖြစ်ပါတယ် ကျွန်တော်တို့ကျမရေးတွေပေါ့နော်မော်လာဦးနီစားတာတော့ဟုတ်တယ်ဒါပေမဲ့အလွန်ကျွန်းစားသုံးမိမယ်ဆိုလို့ရှင်တော့သူရဲ့လက္ခဏာတွေဘယ်တွေဆိုကြတွေရှိပါတယ်ပထမတစ်ချက်ကတော့အရေပြားအယောင်ပြောင်းခြင်းပဲဖြစ်ပါတယ်သူကိုကီရိုတင်မီယာလို့ခေါ်ပါတယ်အဖြစ်အများဆုံးလက္ခဏာတွေနေနေရတော့အရေပြားမှာပေါ့နော်အထူးသဖြင့်လက်ဘဝခြေဘဝနှာခေါင်းတဝိုက်မှာလိမ္မာဝါယောင်တန်းလာတတ်ပါတယ်ပြီးတော့ဒီနာတာရှည်သေးယောဂာနဲ့မတူဘဲနဲ့ဒီကီရိုတင်မီယာလို့ခေါ်ရဲပေါ့နော်ဒီမော်လာဦးနီလွန်ကျွန်းစားသုံးမိရဲ့လက္ခဏာက ဉလုံးဖြူသောဝါခြင်းမရှိပါဘူး။ဒါသာရှိအသေးရောဂါနဲ့တော့ကွာခြားခြင်းရှိပါတယ်။ကျွန်တော်ဒီသောသမုမာနာကိုရှင်းချလိုက်မယ်ဆိုလို့ရှင်တော့အဲ့လက္ခဏာတွေကပြောင်းပြင်းသွားတတ်ပါတယ်။နမနေကတော့အစင်နဲ့ဥလန်းချောင်းဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်။တကယ်လို့လွန်ကျွန်စားသုံးမိမယ်ဆိုလို့ရှင်တော့ဘိုင်အောင်ပိုင်နာလို့ပြဿနာတွေခံစားရနိုင်ပါတယ်။ကျွန်တော်တို့တကယ်လို့ဓမ္မတိမှုရှိတယ်ဆိုလို့ရှင်လေမွန်လာဦးနီကိုကျွန်တော်တို့ဒီအစင်စားခြင်းဖြိုရင်နဲ့ ထောက်တောင်းခြင်းတွေကိုရှောင်ရှားပြီးတော့ချက်ပြုတ်ခြင်းဖြင့်အာဟာရဆုပ်ယုံနိုင်မှုကို ပြောင်းလဲနိုင်ကဒီတမ်တေးမှုကိုလည်းချော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီမလာဦးနေစိန်စားပေးတဲ့ကျန်းမာရေးအခြေအနေတွေကိုဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်၁ကတော့ဗီတာမင်ချို့တဲ့မင်ဆိုလို့ရှင်တော့ညာဘက်အများအယောမကောင်းနိုင်လို့မို့မလာဦးနေစားပေးတင်ပါတယ်ကျွန်တော်တို့ဗီတာမင်ချို့တဲ့ခြင်းဟာညာဘက်အများအယောချုံရင်းခြင်းကိုဖြစ်စေနိုင်ပြီးတော့အလင်းနေတဲ့အခါမှာမြေရခက်ခဲစေနိုင်ပါတယ် ကျွန်တော်မော်လာဥနီကိုပုံမှန်စားသုံးပေးခြင်းဖြင့်ကနာကောရဲ့နေ့စဉ်ဗီတာမင်ရဲ့လိုအပ်ချက်ကိုဖြည့်ဆင်းပေးနိုင်တဲ့ဗီတာကာရိုတိပမာဏကိုရရှိစေမှာပဲဖြစ်ပါတယ်။အဲ့ဒီဗီတာကာရိုတင်းကခန္ဓာကိုယ်ရဲ့ရောက်တဲ့အခါမှာဗီတာမင် A ဖြစ်တော့ပြောင်းလဲသွားပြီးတော့ကျွန်တော်ဒီ rhodopsin လို့ခေါ်တဲ့ပေါ့နော် rhodopsin လို့ခေါ်တဲ့ရောင်ခြေပစ္စည်းတစ်မျိုးထုတ်လုပ်ဖို့ကူညီပေးပါတယ်။အဲ့ဒီ rhodopsin လို့ခေါ်တဲ့ရောင်ခြေပစ္စည်းကနှလုံးရဲ့မြလွာပေါ်မှာတည်ရှိပြီးတော့အလင်းနည်းတဲ့အချိန်မှာမြင်နိုင်စေဖို့ခွင့်ပြုပေးတာပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းမို့ ညလုံးနဲ့အမောင်ထဲမှာမျက်နှာကိုငင်ပေးပြီးတော့ညာဘက်အမြင်အာရုံကိုထောက်ပံ့ပေးနိုင်ဖို့အတွက်ကျွန်တော်မောင်လာဦးနီကိုကျွန်တော်ပုံမှန်စားသုံးပေးတင်ပါတယ် ။နမနင်းကတော့အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင်လွာရွံ့ရွံ့ခြင်းအန္တရာယ်ကိုရှောင်ချစေခြင်းနဲ့ဆိုလို့ရှိရင်တော့မော်လာဦးနီးစားပေးပါ။မြင်လွာဟာကျွန်တော်တို့မျိုးလုံးရဲ့ဗဟုချက်ကြတဲ့အမြင်အာရုံကိုထိတ်ချုပ်ပေးတဲ့အစိပ်ပိုင်းလေးဖြစ်ပါတယ်။ဒါတို့ဖြစ်စည်းမှုတွေကမြင်လွာဗဟုကိုစုပုံလာမယ်ဆိုလို့ရှိရင်တော့ဗဟုအမြင်အာရုံကိုဝါထွေးသွားစေတဲ့အမြင်အာရုံဆုံးရှုံးမှု ဖြစ်စေတဲ့မျိုးဖြစ်လာပါတယ်။အဲ့အတွက်မော်လာဦးနီးတွေမှာကျွန်တော်လူတင်းနဲ့စီရာတင်းလုံးပေါ့နော်ဒီဒါတို့စန့်ကျင်ပစ္စည်းတွေပါဝင်တော့မှမျိုးလုံးတွေကို အသက်ရွယ်ကြောင်းဖြစ်တဲ့ဒီမြက်ကြီးတော်ယွန်းယွန်းချင်းလို့ခေါ်တဲ့ AMD ကနေကာကွယ်ပေးဖို့အကူအညီပေးနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ရှိပါတယ်။နေရောင်နဲ့ digital screen တွေကနေလာတဲ့အန်ဒီရှိတဲ့အပြာရောင်အလင်းတန်းတွေကိုတားဆီးပေးဖို့လည်းအကူအညီပေးပါတယ်။အသက်ကြီးလာတဲ့အခါမှာကျွန်တော်ဗဟုအများယုံကိုကာကွယ်ပေးဖို့ရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ကျွန်တော်မောင်လာဦးနေကိုပုံမှန်စားသုံးပေးခြင်းပဲဖြစ်ပါတယ်။ နံပါတ်3ချက်ကတော့အတွင်းတင်ဖြစ်ပေါ်နိုင်ခြင်းကိုရှင်းချပေးနိုင်မှုမွန်လာဦးနီစာပေပါအတွင်းတင်ဆိုတာကနှလုံးမှန်ဘလူးမှာဖြစ်ပေါ်တဲ့ကျွန်တော်တို့ပြောင်းလဲမှုတစ်ခုလေးဖြစ်ပါတယ်နှလုံးမှန်ဘလူးတွေကပရိုတင်းဓာတ်တွေပျော်ကွင်းပျက်စီးပြီးတော့အတုံးခဲလိုက်စုပေါင်းလာတဲ့အခါမှာဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်ဒါဟာအများယုံဝါထွေးခြင်းကိုဖြစ်စေလာတာပဲဖြစ်ပါတယ်အဲ့ဒီတွေ့ကျွန်တော်တို့အတွင်းတင်မဖြစ်ဖို့ဆိုလို့ရှိရင်တော့တတော်ဖြစ်စီမှုနဲ့ free radical ပျက်စီးမှုတို့ကိုကာကွယ်ပေးခြင်းဖြင့်နှလုံးမှန်ဘလူးကိုကျွန်တော်တို့အသက်နိုင်ဆုံးကာကွယ်ပေးနိုင်ဖို့လိုအပ်ပါတယ် အဲ့အတွက်ကျွန်တော်မော်လာအောင်နေတမျောတဲ့စားယုံနေတော့အတွင်းတင်ဘယ်တော့မှမဖြစ်နိုင်ဘူးလို့အာမခံချက်ပေးနိုင်ပေမယ်ဒီမော်လာအောင်နေကမျိုးလုံးရင်ရှည်ကျမ်းမာရေးကိုထောက်ပံ့ပေးတဲ့ညာသားတဲ့စာစာရဲ့အရေးပါတဲ့အစီအပိုင်းတစ်ခုဆိုတာကတော့တည်ထားရပါမယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်မော်လာအောင်နေရလဲစားပေးတင်တဲ့စာစာလေးဖြစ်ပါတယ်မြန်မာလေးချက်နေနေကတော့ကျွန်တော်တို့မျက်စိ၆တွေ့ခြင်းကိုကာကွယ်ပေးနိုင်ဖို့မွန်လာဦးနေကိုပုံမှန်စားသုံးပေးတင်ပါတယ် ျွန်တော်မျက်ရည်ထိုးလို့မမလုံလောက်တဲ့အခါမှာဒါမှမဟုတ်မျက်ရည်တွေနဲ့ခက်မြန်မြန်ခန့်ချုပ်သွားတဲ့အခါပေါ့နော်ကျွန်တော်မျက်စိချောက်သွေးခြင်းဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်မျိုးလုံးကိုလုံးလုံးစွာဆိုးဆမှုမပေးနိုင်တဲ့အတွက်ကြောင့်မို့ရာရန်နာတွေမျိုးလုံးညည်ရဲတာတွေနဲ့ပူလောင်တဲ့ခံစားမှုမျိုးတွေခံစားရတာပဲဖြစ်ပါတယ်။ဗီတာမင်အေမလွန်ဘူးဆိုလို့ရှိရင်လည်းမျိုးလုံးတွေ၆သွဲလာပြီးတော့မျိုးလုံးရဲ့ရှေ့ဘက်ကျင်းလင်းတဲ့မျက်နှာပြင်မှာရာရန်နာတွေဒါတို့ချက်က ရရန်နာတွေပို့ပြီးတော့များလာနိုင်ပါတယ်။အဲဒီကြောင့်မို့အစားအစာတွေကိုမော်လာဦးလင်းထေသွန်းစားသုံးပေးခြင်းဖြင့်ကျန်းမာရေးမျက်ရည်ထိုးလုံမှုကိုထင်ထင်ပေးပြီးတော့ဒီနေ့တအားဉာဏ်လုံးတွေကိုရေထဲပြေဝနေစေဖို့ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်5ကတော့အရေးကြောင်းနေရောပါစေခြင်းနဲ့ဆိုလို့ရှိရင်မော်လာဦးလင်းပုံမှန်စားပေးပါ။ကျွန်တော်တို့မော်လာဦးလင်းမှာပါတဲ့ပိဇာကာရိုတင်းကအသားရည်ကိုခင်းလွန်ရောင်ကြီးဒီ UV ကြောင့်ပျက်စီးမှုကနေကာကွယ်ပေးနိုင်တယ်။ နေလောင်တန်ခံရတဲ့ပျက်စီးမှုတွေကိုကာကွယ်ပေးနိုင်တယ်ပြီးတော့အရွေးမတိုင်းမင်းအိုမင်းရင်ယုံမှုတွေဖြစ်နိုင်ခြင်းကိုရှင်းချပေးနိုင်ပါတယ်အဲ့ဒီပြင်မော်လာဦးနေထဲမှာရှိတဲ့ဗီတာမင် C ကအရေးပြားကြောင်းမှာအရေးအတွက်အရေးပါတဲ့ကောလက်ဂျင်ထုတ်လို့မှုကိုလည်းအားပေးပါတယ်မော်လာဦးနေကိုပုံမှန်စားသုံးမယ်ဆိုလို့ရှင်တော့အရေးပြားကိုညွှန်ပြဆိုးပြေးစေရုံနဲ့မကပါဘူးအရေးကြောင်းနေနဲ့အသေးစားအရေးကြောင်းနေဖြစ်ပေါ်မှုကိုလည်းရှင်းချပေးနိုင်မှာပဲဖြစ်ပါတယ် နံပါတ်6အချက်ကတော့ကင်းစားဆဲတယ်မဖြစ်အောင်ကြိုတင်တားဆီးခြင်းမွန်လာဥနီပုံမှန်စားပေးပါမွန်လာဥနီလိုကာရိုတင်နိုက်ကျွဲဝါးတဲ့အစားအစာတွေများများစားသုံးပေးမယ်ဆိုလို့ရှိရင်တော့အဆုတ်ကင်းစားရှင်သာကင်းစားဥမာကြီးကင်းစားစီးကျိတ်ကင်းစားအဆုတ်ကင်းစားပါဝင်စားတဲ့ကင်းစားယောဂါတွေဖြစ်နိုင်ခြေကိုရှင်းချပြနိုင်မှာပဲဖြစ်ပါတယ်မွန်လာဥနီမှာတွေ့ရတဲ့ကျွန်တော်ဒီဓပောင်းတစ်မျိုးကကင်းစားဆဲတွေကြီးထွားမှုကိုဟန်တာပြီးတော့အကျိတ်ဆဲတွေမကြီးထွားအောင်တားဆီးပြနိုင်ပါတယ်ဒါကြောင့်မို့ မော်လာဦးနေကပုံမှန်စားသုံးမယ်ဆိုလို့ရှိရင်တို့ဖြည့်ဆည်းမှုကိုရှင်းချပေးနိုင်တယ်ပြီးတော့ပျက်စီးသွားတဲ့ဈေးတွေကိုဖေရှားဖို့အားပေးခြင်းဖြင့်ကင်ဆာကာကွယ်ပေးရမှာကုညင်ပေးနေမှာပဲဖြစ်ပါတယ်ဈေးလေးတောက်သူတွေအနေနဲ့အစုံချမ်းပါရေးအတွက်မော်လာဦးနေကတော့ပုံမှန်စားပေးတင်ပါတယ်နမခွန်ကတော့စီတိုယောဂတွေအတွက်ဖြစ်ပါတယ်စီတိုယောဂရှိတဲ့သူတွေမှာမော်လာဝုန်ရဲ့စိမ့်ဓာမမို့ဖြိုးရီတောက်သုံးမယ်ဆိုလို့ရှိရင်တော့အင်ဆူလင်နဲ့ဂလူးကိုပမာဏကိုထိန်းချိပေးနိုင်မှာပဲဖြစ်ပါတယ် လောင်းနီမှာပါဝင်တဲ့ကာရိုတီနိုက်တွေကအင်ဆူလင်ခွန့်ခံမှုပေါ်မှာပြောင်းပြန်သက်ရောက်မှုရှိတဲ့အတွက်ကြောင့်မို့တွေ့ရင်းနဲ့ကြားဓာတ်ကိုလျှော့ချပေးနိုင်တယ်ပြီးတော့ဒီစီတိုယောဂာတွေအတွက်ပျော်ရွှင်ချမ်းမာတဲ့ဘဝဖြစ်နေထိုင်နိုင်ရန်မလောင်းဦးနီစားသုံးပေးခြင်းကတစ်ဖက်တစ်လမ်းအနေကိုညီပေးနိုင်မှာပဲဖြစ်ပါတယ်နံပါတ်၈ကတော့ဝမ်းချုပ်ခြင်းလို့အစာချစ်ပဒနာတွေအတွက်မလောင်းဦးနီဖြိုရီကအလွန်ကောင်းပါပါတယ်အမြင်တက်က ဥလုံရှားမှုနဲ့အစိုင်အဆစ်အကြီးတွေထွက်ရှိမှုကိုလည်းမြင်တင်ပြီးပြီးတော့မစင်ရဲ့ရွေးရှားမှုကိုလည်းချုံမှုစေတာပဲဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်တစ်ခုလုံးကဝမ်းချုပ်ခြင်းလို့ဝမ်းသွားရခက်ခဲတဲ့သူတွေအတွက်အများစွာထောက်ကူဖြစ်စေပြီးတော့အစိုင်နဲ့ဥမာကြီးကြားမာစေဖို့ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မောလာဥနီကိုဖြိုရည်နေနဲ့တော်တော်ပြီးတင်ပါတယ်နံပါတ်6ကတော့ဖြားနာခြင်းနဲ့ယောပါပြီးတော့ကိုခန်းစနစ်အကောင်းစေဖို့ပဲဖြစ်ပါတယ် ်မောင်လာဦးနေရကျွန်တော်တို့ကိုခန်းစနစ်ကိုအားဖြည့်ပေးတဲ့ဗီတာမင်တွေနဲ့တရုတ်ဆန့်ကျင်ပစ္စည်းတွေကျေဝါစွာပေါင်းပေးပါတယ်ပြီးတော့ဗီတာကာရိုတင်းကခုခံအစေတွေထုတ်လုပ်မှုကိုမြင့်တင်ပေးပြီးတော့ဥစ္စာယောဂါတွေကိုတိုက်ထုံနိုင်စွမ်းကိုလည်းမြင့်တင်ပေးတဲ့အတွက်ကြောင့်မို့ခန္ဓာကိုယ်ရဲ့ကိုခန်းတုံ့ပြန်မှုကိုအားပေးတာပဲဖြစ်ပါတယ်ဒါကြောင့်မို့မောင်လာဦးနေကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်တော့အေးမိတာတွေတုတ်ကွေးဖြစ်တာတွေနဲ့တခြားကုသယောဂါဖြစ်ပေါ်မှုအကျဉ်းရည်အတွက်နဲ့ပြင်ထန်မှုကိုချောချားဖို့ကုညီပေးနိုင်မှာပဲဖြစ်ပါတယ် နံပါတ်30ချက်နေနေကတော့သွေးပောင်ကြီးကိုထိန်းကြီးပေးဖို့အတွက်ဖြစ်ပါတယ်။မောင်လာဦးနေကကျွန်တော်သွေးကြောကျေစေတဲ့ဒီပိုတက်ဆီယမ်ပမာဏပေါင်းဝင်လာပဲဖြစ်ပါတယ်။ပိုတက်ဆီယမ်ကသွေးလူကြောတွေနဲ့သွေးပြန်ကြောတွေအတွင်းမှာရှိတဲ့သွေးဖိအားကိုလျှော့ချပေးပြီးတော့သွေးစီစဉ်မှုနဲ့သွေးလည်ပတ်မှုကိုတိုးမြှင့်ပေးနေတာပဲဖြစ်ပါတယ်။နှလုံးသွေးကြောဆိုင်ရာစနစ်ကကျွန်တော်ဖြည့်ဆည်းမှုကင်းစင်လာတဲ့အခါမှာသွေးကြောမာနာတွေလေဖြတ်တာတွေနဲ့ ရုပ်တရက်နှလုံးရက်တာတွေလို့ကျမရဲ့ယောဂဖြစ်ပွားမှုအခွင့်အလမ်းနဲ့တိတိသားသားယုံနေသွားစေလို့မို့မောင်လာဦးနေကိုတော့စားသုံးပေးတင်ပါတယ်။နမစတိကတော့နှလုံးသွေးကြောချင်းယောဂနဲ့ကိုလက်စတရောများခြင်းအတွက်မောင်လာဦးနေဖြစ်ပါတယ်။ကိုလက်စတရောမြန်မာခြင်းဟာနှလုံးယောဂများစုရဲ့အဓိကအကြောင်းရင်းလေးဖြစ်ပါတယ်။ ။မောင်လောင်ဦးနေမှာမြင်တဲ့ကြွယ်ဝစွာပေါဝင်လို့မဒီကျေရဲ့ acid တွေနဲ့ပေါင်းဆက်ဆွထုတ်ဖို့အားပေးခြင်းဖြင့်သွေးရင်း cholesterol ဆင်ကုန်လျှော့ချစေနိုင်ပါတယ်။အဲ့ဒါမောင်လောင်ဦးနေအစိမ်းလက်စားတစ်လုံးကညတစ်လုံးကိုသုံးဘက်ကြာနေ့စဉ်စားသုံးမယ်ဆိုလို့ရှိရင်တော့ cholesterol ဆင်ပြင်းပြစတဲ့ရကန်တုံးကြာဆင်းစေကြလို့ဆိုတာချက်တွေရှိပါတယ်။ကျွန်တော်တို့ဒီတစ်ခုလေးတော့စားသုံးပြီးလို့တော့မရဘူး။ကျမရင်းနဲ့ညညွတ်တဲ့အနေထိုင်နဲ့အစားအသောက်တွေပူတွေလုံဆောင်ခြင်းဖြင့်ပုံမကောင်းမွန်တဲ့ cholesterol ဆင်ကို ရှိလာမှာပဲဖြစ်ပါတယ်။ကျွန်တော်ခုပြပြတဲ့အကြောင်းအရာလေးကတော့မွန်လာဦးနေစာသုံးတာနဲ့ပတ်သက်ပြီးတော့သူရဲ့အာရတံမောကနေစာလို့ဘယ်လိုဆိုကြရင်းနဲ့ဘလိုချင်းနေတယ်မှာစာသုံးပေးတဲ့နေဆိုတဲ့အကြောင်းအရာလေးတွေကိုပြပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးပြီးတော့ကြတော့ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှင်လည်းကျွန်တော်အနေနဲ့အတိုင်းထန်လုံးဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ် ကျမ၏ဘုသူတော်တွေတို့ပါပြီစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေ